အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရစေ။ဒီနေ့မှာကျွန်တော်တို့အတူတကွာလေးလာဆင်ခြင်ရမယ်။ခေါင်းစဉ်ကတော့ချစ်ချင်းမြတ်တာ၌တည်ပါဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါရစေ။ကျမတို့ဒီလောကမှာလူရဲလို့ဖြစ်လာပြီးဆိုလို့ရှိရင်ချစ်ချင်းမုန်းချင်းဆိုတဲ့အရာတွေနဲ့အများရန်ရင်ဆိုင်ကြုံတွေ့ရတယ်ပေါ့နော်ဆိုတော့ကျမတို့ ချစ်မြတာကိုရွေးချယ်ဖို့ဟာထင်သလောက်မလွယ်ကူဘူးဆိုတာကိုလည်းတွေ့ရလိမ့်မယ်။ဘာကြောင့်လဲဆိုလို့ရှင်လူရေစီမှာစစ်မှန်တဲ့မြတာ မရှိလို့ဖြစ်တယ်။ဒါကျမတို့ကပထမအာရန်ရဲ့မျိုးဆက်သစ်တွေဖြစ်တဲ့အတိုင်းပဲပေါ့နော်။ကျမတို့စီမှာအဖျားသခင်ကိုချစ်နိုင်တဲ့ပေါ့နော်။ချစ်ချင်းမြတာအစစ်မှန်မရှိဘူး။လူတွေကိုချစ်နိုင်တဲ့ချစ်ချင်းမြတာအစစ်မှန်မရှိဘူးဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်ကျမတို့ကချစ်ချင်းတဲ့မုံချင်းကိုရွေးချယ်ပါဆိုလို့ရှင်မုံဖို့ဟာလွယ်ကူသလားချစ်ဖို့ဟာအင်မတန်မှခက်ခဲတယ်ဆိုတာကို တွေ့ရတယ်။ဒါပေမဲ့ကျမတို့ကိုပေါ့နော်အာယေရှုခရစ်တော်ကသူ့ရဲ့အသွေးနဲ့ရွေးဝယ်ခဲ့ပြီးတဲ့နောက်မှာကျမတို့ကိုသူ့ရဲ့ဖြစ်စေခြင်းနဲ့ပေါ့နော်ဆန္ဒတစ်ခုကဘာလဲဆိုတော့ချစ်ချင်းမေတ္တာနိုင်တည်နေဖို့ဖြစ်တယ်။ ်ယေရှုခရစ်တော်ကသူကားတိုင်းပေါ်မတက်ခင်မှာတပည့်တော်တွေကိုနောက်ဆုံးအနေနဲ့မှာချခဲ့တဲ့စကားထဲမှာဆိုလို့ရှိရင်ငါရဲ့မေတ္တာမှာတည်နေပါ။နောက်ပြီးတဲ့ခါကျတော့ငါလည်းမင်းတို့မှာတည်နေမယ်ဆိုပြီးတော့မှပြောခဲ့တာရှိတယ်။နောက်အဲ့ဒီအတိုင်းပဲပေါ့နော်ကျွန်တော်တို့ကိုဒီနေ့မှာရှင်ယောဟန်ကလည်းဆုံးမဩဝါဒပေးနေတာရှိပါတယ်။နောက်တိရောအခန်းကြီး၄အငယ်၁၆မှာဆိုရင်ကျွန်တော်တို့ဒီလိုမျိုးတွေ့ရပါတယ်။ဖျားသခင်သည်ချစ်ချင်းမြတ်တာဖြစ်တော်မူ၏ ချစ်ချင်းမေတ္တာ၌တည်တော်သူသည် ဖရာသခင်၌တည်၏ဖရာသခင်သည်လည်းထိုသူ၌တည်တော်မူ၏အာမင် ဆိုတော့ဒီကျမ်းပိုက်လေးကပေါ့နော်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး15ထဲမှာယေရှုဖုရားပြောထားတဲ့စကားကိုပဲပေါ့နော်ပြန်ပြီးတော့မှပြောထားတာဖြစ်တယ်။နော်ဘုရားသခင်ကချစ်ခြင်းမေတ္တာဖြစ်တယ်။နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကအာဘုရားသခင်၌တည်ဖို့ဆိုလို့ရှိရင်ချစ်ခြင်းမေတ္တာ၌တည်ရမယ်ပေါ့နော်။ဘာကြောင့်လဲဘုရားသခင်ကချစ်ခြင်းမေတ္တာဖြစ်တဲ့အတွက်ကျွန်တော်တို့စီမှာချစ်ခြင်းမေတ္တာရှိမယ်ဆိုရင်ချစ်ခြင်းမေတ္တာ၌တည်နေမယ်ဆိုရင်ကျွန်တော်တို့ဟာဘုရားသခင်၌တည်နေတဲ့သဘောပဲဖြစ်တယ်ပေါ့နော်။ဒါကိုပြောချင်တာဖြစ်တယ်။ ဆိုတော့ جماعه တို့ကိုအရင်ဦးဆုံးဖျားသခင်နိုင်တီးဖို့ရန်အတွက်ပြောထားတယ်။ဖျားသခင်က جماعه တို့စီမှာလာပြီးတီးဖို့မဟုတ်ဘောနော်။အရင်ဦးဆုံးလောက်ရမှာက جماعه တို့ကဖျားသခင်စီမှာအရင်တီးရမယ်။အဲ့ဒီအခါကျမှဖျားသခင်ကလည်း جماعه တို့စီမှာတီးနေမယ်။နောက်ဆိုတော့ جماعه တို့ရေရှင်ယောဟန်ခရစ်ဝင်အခန်းကြီး15ကိုလေ့လာကြည့်တဲ့အခါမှာဒီလိုမျိုးပြောထားတာတွေ့ရပါတယ်။ ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး15အငယ်4ငါ၌တည်နေကြလော့ငါသည်လည်းသင်တို့၌တည်နေမည်။စပြည့်ခတ်သည့်အပင်၌မတည်လျင်ကိုအလိုအလျောက်အသီးမသီးနိုင်တကယ်သို့သင်တို့သည်ငါ၌မတည်လျင်အသီးမသီးနိုင်ကြ။အာမင်။ဆိုတော့ဒီမှာပေါ့နော်ကျမတို့ရှင်းရှင်းလင်းလင်းလေးပဲပြောထားတယ်။တော့ငါ၌တည်နေပါတဲ့။အရင်ဦးဆုံးငါကျမတို့ကယေရှုခရစ်၌တည်ရမယ်။ ော်နောက်မှပြောတဲ့ဟာကဗာလဲငါသည်လဲတင်သွင်းလိုက်တည်နေပြီနော်ဆိုတော့ကျမတို့ဟာအာစပစ်ပင်စီကြီးမှာကျမတို့ကတည်ရမယ်နော်စပစ်ခတ်တွေဟာပင်စီမှာမတည်ဘူးဆိုလို့ရှင်ရင်အသီးမသီးနိုင်ဘူးတဲ့နော်ဆိုတော့အာကျမတို့ကယေရှုခရစ်၌တည်ပြီးတော့မှနော်ယေရှုခရစ်ရဲ့စကားကလည်းကျမတို့စီမှာတည်မှာဖြစ်တယ်သဘောကတော့အာဘုရားသခင်ကကျမတို့စီမှာတည်ဖို့ဆိုလို့ရှင်ရင်ကျမတို့နဲ့တလုံးတဝရဲပေါ့နော်ဖြစ်ဖို့ဆိုလို့ရှင်ရင်ကျမတို့ကဘုရားသခင်ပြောထားတဲ့စကားတွေကိုနာခံလိုက်ရှောက်ဖို့လိုအပ် တယ်အဲ့ဒါကိုပြောချင်တာဖြစ်တယ်ပေါ့နော်တီပါဆိုတာကသူပြောတဲ့စကားအတိုင်းနာခံလိုက်လျှောက်ပါလို့ပြောတာဖြစ်တယ် အတူရှိတာမျိုးပေါ့နော်ဥပမာကျမကကျမညီမလေးနဲ့ပေါ့နော်အတူရှိတယ်ဆိုလို့ရှိရင်ကျမသည်ကျမညီမလေးနဲ့အတူရှိနေတယ်နော်အဲ့လိုမျိုးပဲကျမညီမလေးရတယ်ကျမနဲ့အတူရှိတယ်အဲအဲ့ဒါကိုတည်တယ်လို့ပြောတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့အာဒီတယောက်နဲ့တယောက်ပေါ့နော်တည်တယ်ဆိုတာက အတူရှိခြင်းဆိုတဲ့အရာမျိုးပြောချင်တာဖြစ်တယ်လို့နော်ကျမရဲ့စကားကိုကျမညီမလေးကအာနားထောင်တယ်လို့ကျမညီမရဲ့စကားကိုလည်းကျမကနားထောင်မယ်ဆိုကျမတို့ကဘာဖြစ်သွားလဲဆိုတော့တလုံးတဝရတယ်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့အိဒိဘယ်ကိုပြောချင်တာဖြစ် ¡Gracias! ဗျာဘုရားသခင်ကကျမတို့ကိုပေါ့နော်သူတို့နဲ့တလုံးတဝရဖြစ်စေချင်တာဖြစ်တယ်။မြတ်ယေရှုခရစ်တော်ကပေါ့နော်ကားရိုင်လန်းကိုအာသူမလျှောက်ခင်မှာဆိုရင်ကျမတို့အဖို့လို့ငါတလုံးတဝရဖြစ်စေဖို့ဆုတောင်းကိုပေါ့နော်ခမဲတော်စီမှာတောင်းပေးခဲ့ရဲဆိုတာကိုတွေ့ရတယ်။အာကျမတို့ကိုပေါ့နော်ယေရှုခရစ်တော်ကမဖြစ်စေချင်တာလဲဆိုတော့ခမဲတော်ရဲ့ချစ်ချင်းမေတ္တာကိုနားလည်ပြီးတော့မှကျမတို့ကိုယ်တိုင်ကလည်းခမဲတော်လိုမျိုးချစ်ချင်းမေတ္တာရှိစေဖို့တန်ရှင်းခြင်းတွေရှိစေဖို့အဲ့ဒါကိုအလိုတော်ရှိတာဖြစ်တယ်။နော်အဲ့ဒီအတွက်ကြောင့်ကျမတို့ကဘာလို့ရမှာလဲ ယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကချစ်ချင်းမေတ္တာမှာတည်ပြီးတော့เนาะအာဘုရားသခင်နဲ့ပေါ့เนาะတလုံးတော့ရတယ်ဖြစ်ဖို့ရန်အတွက်ကြိုးစားလှုပ်ဆောင်ဖို့ရန်လိုအပ်တယ်ဆိုတော့ကျွန်တော်တို့စီမှာစစ်မှန်တဲ့ချစ်ချင်းမေတ္တာမရှိတဲ့အခါမှာကျွန်တော်တို့ကဘုရားသခင်စီကနေမေတ္တာကိုအရင်ဦးဆုံးခံယူရတယ်เนาะဘုရားသခင်စီကနေအဲ့ဒီစစ်မှန်တဲ့မေတ္တာရတော့မှကျွန်တော်တို့ကအချင်းချင်းကိုပြန်ပြီးတော့မှချစ်ပေးနိုင်မှာဖြစ်တယ်เนาะဆိုတော့ဒီချစ်ချင်းမေတ္တာဆိုတဲ့စကားလုံးကเนาะအရန်လှပတယ်လို့အရန်ကိုလည်းနူးညံ့သိမ်မွေ့လွန်းတာဖြစ်တယ်เนาะအရန်လည်းလျှို့ဝှက်စမ်းကြ ဲ့တယ်လို့အရန်လဲတန်ဖိုးကြီးတယ်။နော်ဓာတ်အပြင်ပေါ့နော်ချစ်ချင်းမြတ်တာဟာတကူလဲဖြစ်တယ်။နောက်ဖြစ်လို့လဲဆိုတော့ချစ်ချင်းမြတ်တာဆိုတာကဘုရားသခင်ကိုတော်တိုင်းဖြစ်လို့ပါပဲ။နော်ဆိုတော့လောကကပေးလာတဲ့ချစ်ချင်းမြတ်တာတွေဟာအတုအယောင်တွေပဲပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့ကအစ်စ်မှန်တဲ့ချစ်ချင်းမြတ်တာကိုမသိဘူးနားမလဲဘူး။ကျွန်တော်တို့စီမှာလဲချစ်ချင်းမြတ်တာအစ်စ်မှန်မရှိဘူး။ဒါပေမဲ့ကျွန်တော်တို့ကယေရှုခရစ်တော်ကိုယပြီးဆိုလို့ရှိရင်ဘုရားသခင်ရဲ့အစ်စ်မှန်တဲ့မြတ်တာကိုကျွန်တော်တို့သိပြီးတော့ကျွန်တော်တို့စီမှာလဲအဲ့အစ်စ်မှန်တဲ့ချစ်ချင်းမြတ်တာက ရလာပြီဖြစ်တယ်။နော်အဲ့ဒီနောက်မှာကျမတို့ကမလုပ်ရမှာလဲဆိုရင်အာယေရှုခရစ်တော်ကျမတို့ပြောထားတဲ့အတိုင်းပေါ့နော်။မိမိကိုယံပြုတဲ့သူတွေကိုကျမတို့ကခွင့်လွှတ်ပေးပြီးတော့မှသူတို့ကိုမြစ်တာပေးရမယ်ပေါ့နော်။ဆိုတော့ကျမတို့ကိုဘာဖြစ်စေချင်တာလဲဆိုတော့သစ္စာရှိတဲ့လူတွေဖြစ်စေချင်လို့ဖြစ်တယ်။နော်မြစ်တာမရှိရင်သစ္စာလည်းမရှိဘူး။နော်မြစ်တာဟာဘာလဲဆိုလို့ရှိရင်အာဘုရားသခင်ကိုတော်တိုင်းဖြစ်ပြီးတော့နော်ဒီအရာကကျမတို့အထဲထဲမှာတကိုးအနေနဲ့ပြုပြင်ပေးတာဖြစ်တယ်။ ေတ္တာရှိလာတဲ့အခါမှာ ကျမတို့ကနော်ကျမတို့မကျင့်နိုင်နဲ့နော်ဘုရားသခင်ဖြစ်စေခြင်းနဲ့နော်ဒီပြည့်ညတ်တော်ကိုကျမတို့ကကျင့်ဆောင်နိုင်လာတယ်ပြီးတဲ့အခါကျတော့ဘုရားသခင်ဖြစ်စေခြင်းတို့လိုမျိုးပဲ လောကရဲ့အရာဇာတိအရာတတ်မှတ်တဲ့အရာတွေကို ကျမတို့ကစွန့်ပစ်နိုင်လာတယ်ပေါ့နော်ဆိုတော့ဒီတိရောအခန်းကြီး3အငယ်7ခွန်မှာပြောထားလဲဆိုလို့ရှိရင်အကျေသူသည်လောကီစည်းစိမ်ဥစ္စာရှိလျက်ပင်မိမိညီအကိုဆင်းရဲခြင်းကိုမြင်၍တနာခြင်းကယုဏစိတ်ကိုချုပ်တီး၏ထိုသူ၌ဘုရားသခင်၏မြတ်တာတော်သည်အဘယ်သို့တည်မီနည်းရဲ့နော်ဆိုတော့ဒီကျမ်းပိုက်လေးအဖြစ်ပေါ့နော်ကျမတို့ဘာကိုနားလဲရလဲဆိုရင်ကျမတို့ဟာဘုရားသခင်ရဲ့မြတ်တာ၌တည်နေဖို့ရယ်ဘုရားသခင်ရဲ့မြတ်တာဟာကျမတို့စီမှာတည်နေဖို့ရယ်ဆိုလို့ ရှင်ကျွန်တော်လှုပ်ရမယ့်အရာတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့မြင်ရတဲ့ညီကိုမောင်နှမချင်းကိုအမှန်တကယ်ချစ်ချင်းမြတ်တာထားပြီးတော့မှသူတို့အပေါ်မှာကျွန်တော်တို့ရဲ့တနာချင်းဂရုနာစိတ်ကိုပေါ့နော်အကျွယ်ဝစွာနဲ့ပေးဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်။နောက်ဆိုတော့ဒီလိုမျိုးပေါ့နော်အလှုပ်ဆောင်ခြင်းဟာဘုရားသခင်ကျွန်တော်တို့လှုပ်ခိုင်းထားတဲ့ပြည့်ညတ်တော်တွေကိုဆောင်ရှောက်ခြင်းလက်တွေ့ကျင့်ကြံပြုမှုခြင်းဖြစ်တယ်။ ဒါကြောင့်ယေရှုဖုရားကကျမတို့ကိုဗာပြောထားလဲဆိုရင်ငါသည်ငါခမဲတော်ဤပြည့်ညတ်တို့ကိုစောင်းရှောက်၍ခမဲတော်ဤမေတ္တာ၌တည်နေတကယ်သို့သင်တို့သည်ငါပြည့်ညတ်တို့ကိုစောင်းရှောက်လျင်ငါမေတ္တာ၌တည်နေကြလိမ့်မည်အာမင်။နောက်ဆိုတော့အဲယေရှုခရစ်တော်ကသူကိုယ်တိုင်လဲပေါ့နော်ခမဲတော်ရဲ့ပြည့်ညတ်တွေကိုစောင်းရှောက်ပြီးတော့ခမဲတော်ရဲ့မေတ္တာမှာတည်နေသလိုမျိုးပဲတဲ့မင်းတို့လည်းနော်ငါပြည့်ညတ်တွေကိုစောင်းရှောက်ပြီးတော့မှငါမေတ္တာမှာတည်နေပါတဲ့နော်အဲတော့သူပေးတဲ့ပြည့်ညတ်ကဘာလဲဆိုတော့ ငါပညာဟူမူကငါသည်သင်တို့ကိုချစ်သည်နည်းတူသင်တို့သည်အချင်းချင်းချစ်ကြသောကိုအဆွေတို့အဖို့အလို့ငါကိုအသက်ကိုစွန့်ခြင်းမြတ်တာထက်သာ၍မြတ်သောမြတ်တာသည်အဘယ်သူနိုင်များမရှိသင်တို့သည်ငါပညာသမျှတို့ကိုကျင့်ဆောင်လင်ငါ၏အဆွေဖြစ်ကြ၏နော်ဆိုတော့ဒီစကားလေးအတိုင်းပဲပေါ့နော်ကျွန်တော်တို့ဟာယေရှုခရစ်တော်ပြုပေးခဲ့တဲ့စံနမူနာအတိုင်းလိုက်ရှောက်ပြီးတော့မှအချင်းချင်းကိုချစ်ရမယ်အချင်းချင်းကိုချစ်ခြင်းဟာချစ်ခြင်းမြတ်တာ၌တည်နေခြင်းလည်းဖြစ်တယ် ဒီလိုချစ်ချင်းမေတ္တာမှာတည်နေပြီဆိုလို့ရှိရင်ခမဲတော် night တည်နေတာလည်းဟုတ်တယ်เนาะအဲ့တော့ကျမတို့ကဘုရားသခင် night တည်ပြီးတော့ဘုရားသခင်နဲ့တလုံးတူရတယ်ဖြစ်သွားတာလည်းဟုတ်တယ်ပေါ့เนาะဒါဆိုလို့ရှိရင်ဘုရားသခင်ကျမတို့ကိုဖြစ်စေခြင်းနဲ့ရည်ရွယ်ချက်ကိုရောက်သွားပြီဖြစ်တယ်ဒီနေ့ကျမတို့ကအချင်းချင်းတယောက်နဲ့တယောက်မချစ်နိုင်ဘူးဆိုတာကဘုရားသခင်စီကနေမေတ္တာကိုစစ်မှန်တဲ့မေတ္တာကိုပေါ့เนาะအရင်ဦးဆုံးမခံယူထားလို့ဖြစ်တယ်ဒီနေ့မှာဘုရားသခင်ရဲ့မေတ္တာဘုရားသခင်ရဲ့ကျမတို့အပေါ်မှာခွင့်လွတ်တယ်ဆိုတဲ့ဒီမေတ္တာကိုကျမတို့ရပြီးပြီဆိုရင်ဒီမေတ္တာကိုတိ ိတဲ့စိတ်နဲ့ကျွန်တော်တို့မြင်ရတဲ့ညီကောင်မမအချင်းချင်းကိုချစ်ဖို့ရန်အတွက်လိုအပ်တယ်။ဒီခါမှာကျွန်တော်တို့ကယေရှုဘုရားနဲ့၎င်း၊ခမဲတော်ဘုရားနဲ့၎င်း၊သန့်ရှင်းသောဝိညာဉ်တော်ဘုရားနဲ့၎င်းတလုံးတော်ရဲဖြစ်ပြီးတော့မှချစ်ချင်းမေတ္တာ၌တည်နေတဲ့သူတွေဖြစ်လာလိမ့်မယ်။ဆိုတော့မေတ္တာရဲ့အရေးချင်းတဲ့တစ်ခုကပါလဲဆိုတော့ဖောက်ပြန်ခြင်းသဘောနဲ့အစဉ်ကင်းလွတ်တယ်တဲ့နော်။မေတ္တာဟာဖောက်ပြန်ခြင်းသဘောနဲ့အစဉ်ကင်းလွတ်တယ်ဆိုတဲ့အတိတ်ပဲဟာသစ္စာရှိတယ်လို့လည်းပြောတာဖြစ်တယ်။ညောင်ကျွန်တော်တို့စီမှာစစ်မှန်တဲ့မေတ္တာရှိလာပြီဆိုရင်ကျွန်တော်တို့ဟာသေချာတဲ့သစ္စာရှိတဲ့ လည်းဖြစ်တယ်။တော့အဲ့ဒီလူတွေဟာအဆုံးတိုင်အောင်အောင်မြင်တဲ့သူထက်အောင်မြင်သောသူတွေဖြစ်လိမ့်မယ်။ထာဝရကာလမှာဘုရားသခင်ကိုရော်တိုင်းကျမတို့ကိုချီးကျူးပြီးတော့မှသာဓုသစ္စာရှိသောငယ်သားကောင်းဆိုရက်တော့ဒီဂုံပုံးနဲ့အညီပေါ့နော်။သခင်နဲ့အတူတူကျမတို့ဝမ်းမြောက်စွာနဲ့ အာဒီမင်္ဂလာဆောင်ပွဲကိုလည်းဝင်စားခွင့်ရမှာဖြစ်တယ်။တခိုင်းတဲ့သူစီးစိန်ကိုလည်းဝင်စားခွင့်ရမှာဖြစ်တယ်ပေါ့နော်။ရောက်ဒီနေ့မှာအရောက်ချင်းစတဲ့ကိုအားပေးလိုတာကမေတ္တာနိုင်တီနေပါ။ကျမတို့ကိုပေးထားတဲ့ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာနိုင်တီနေပါ။ဒီခါမှာကျမတို့ဟာဘုရားသခင်နဲ့တလုံးတူရတယ်ဖြစ်ပြီးတော့မှအရာရာမှာအောင်မြင်တော်သူဖြစ်မယ်။အောင်မြင်သူတွေထက်အောင်မြင်တော်သူဖြစ်ခွင့်ရမှာဖြစ်ပါတယ်ဆိုတာကိုအားပေးတိုက်တွန်းလိုက်ရပါတယ်။ဒီတူကဆူတောင်းရအောင်။ဖဖျားခင်ကိုရောကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ရဲ့အသက်တာထဲမှာချစ်ချင်းမေတ္တာကိုအမှန်တကယ်မသိဘဲနဲ့သိချင်ရောက်ဆောင်ပြီးတော့မှနေထိုင်မိခဲ့တဲ့အချိန်တွေအတွက်နှောင့်နှားရပါတယ်။ဒီနေ့မှာကိုရောဖျားကျွန်တော်ကိုဖြစ်စေခြင်းသောပြည့်ညတော်တွေကိုစောင့်ရှောက်ပြီးတော့မှအချင်းချင်းကိုချစ်မြတ်နိုးခြင်းအားဖြင့်ကိုရောဖျားနိုင်တည်တော်သူကျွန်တော်ဖြစ်လိုပါတယ်။ ကိုရောဘုရားဒီနေ့မှာချစ်ချင်းမြတ်တာသည့်တကူဖြစ်ကြောင်းချစ်ချင်းမြတ်တာသည့်ဘုရားသခင်ကိုယ်တိုင်ဖြစ်ပြီးတော့မှကျွန်တော်ရဲ့အထဲထဲမှာဝင်ရောက်နေထိုင်ပြီးတော့မှအုပ်ဆိုးခြင်းနဲ့ဆိုတဲ့အရာကိုသိမှတ်ရလို့ကြည်စွတော်ချီးမွမ်းတယ်။ဒီနေ့မှာကိုရောကိုနေရပေးပါတယ်ကျွန်တော်ရဲ့အသက်တာထဲမှာကိုရောဘုရားဝင်ရောက်နေထိုင်မှုအုပ်ဆိုးပါကျွန်တော်ဒီချစ်ချင်းမြတ်တာနဲ့ပြည့်ဝတော်သူဖြစ်ခြင်းနဲ့ကိုရောဘုရားစီကခံယူရရှိပြီးတော့စစ်မှန်သောမြတ်တာဖြင့်လူအပေါင်းတို့ကိုပြန်လည်ပြီးတော့မှချစ်ချင်းမြတ်တာမျှဝေပေးတော်သူကျွန်တော်ဖြစ်လို့ပါတယ်။ ကျွန်ုပ်စီမှာအစမှန်နဲ့မြင့်တာရှိခြင်းအားဖြင့်ကျွန်ုပ်တို့အဆုံးတိုင်အောင်သစ္စာရှိတော်သူဖြစ်နိုင်မှာဖြစ်ကြောင်းလည်းသိမှတ်ရပါရကိုရောအကြောင်းမလို့ဒီနေ့မှာကျွန်ုပ်တို့ကိုရောဖျားကူလို့အပ်ပါရကိုရောဖျားကျွန်ုပ်အထဲထဲမှာဝင်ရောက်ကျင်းဝင်နေတိုင်းမှာကိုရောဖျားရဲ့မြင့်တာ၌တည်နေပြီးတော့မှအဆုံးတိုင်အောင်အောင်မြင်တဲ့သူဖြစ်စေဖို့ရန်အတွက်တည်ကြည်တော်သူဖြစ်စေဖို့ရန်အတွက်ကျွန်ုပ်ကြိုးစားအားထုတ်လှုံ့ဆော်ပါမယ် ဖွင့်ပြတော်တဲ့သောဝိညာဉ်တော်ဖရာကိုရောကိုကျေးဇူးတင်ပါရယ်ကျွန်ုပ်ကိုသာ၍ဆွဲခေါ်ပါရှင်ချင်းမြတ်တာ၌သာ၍ကြီးထွားရင်းကျက်ရသောသူဖြစ်စေပါမိအကြောင်းကျွန်ုပ်ကိုပုံသွင်းပြုပြင်တော်မူပါယေရှုတော်ကိုချီးမွမ်းပါရယ်ယေရှုဖရာနာမောင်းမြှပြု၍ဆုတောင်းပါ၏အာမင်